အားလုံးပါလီစောပါရှိုက်ဘရိတ်တဲ့အားလုံးကိုအကျွင်ကိုရခိုင်ဖရီထေးကနေပြီးကနှုတ်ဆလိုက်ပါတယ်လင်္ကလာပါမိုက်ကြီးလိုင်းပြဆိုတော့လေဟုတ်ပါအမ်မိုက်ကြီးလိုင်းပြရဲ့ဒီတရှင်စီးရီးကဒီလွတ်မြောက်နေမြေမှာဟိုလောက်ရတဲ့ ပေါ့နော်စီးရီးလို့ကျွန်တော်တိထားတယ်ပေါ့နော်ဆိုတော့ဒါအထူးရတယ်ပေါ့ထူးရတယ်အခုလိုမျိုးအဆအဆအရခက်ခဲနေတဲ့အချိန်မှာဒီလွတ်မြောက်နေမြေကနေစီးစီးရီးတစ်ခုထုတ်နိုင်တယ်ဆိုတာဟိုဂုံယူပါတယ်ပေါ့နော်ပထမဆုံးအဲ့ဒါပြောရှင်ပါတယ်ဆိုတော့ဒီဒီစီးရီးရဲ့ထူးခြားချက်ပေါ့နော်အဲ့ဒါလေးကိုအမနည်းနည်းလောက်မျှဝေပေးပါလားအော်ဟုတ်ကဲ့ပါဟိုလေးဝဒီ F1 နေပြီးတော့နားထောင်နေကြတယ်အားပေးနေကြတယ်ရခိုင်ပြည့်တဲ့တဲ့အကောင်လုံး အလေးစောပါဒီ formation 11ကျမရဲ့ပထမအဦးဆုံးတကူတော် formation mini 11အခွေကိုနေပြီးတော့ဒီအခုလုံမြောက်နေမှာလောရတာကျမတို့ဒီလုံမြောက်နေမှာဘက်မှာကျတော့ line ဟို Facebook line တွေရောဖုန်း line တွေရောဟိုလုံးဝအစ်တင်မပြေတဲ့အခိုက်အတန့်လေးမှာ ကျမတို့ဖြန်းရတဲ့အခြေအနေကတော့ရခိုင်ပြည်နယ်ထဲမှာဆိုရင်ကျမတို့ပြည်သူတွေကို စစ်ဖြစ်နေတဲ့ပြည်သူတွေကိုပေါ့နော်ကြံ့ဝင်တင်တယ်ဒါပေမဲ့စစ်ဘေးကာလမှာဆိုတော့ငွေရေးကြီးအကုန်လုံးအားနည်းချက်တည်းရှိတာပေါ့နော်လောလောဆယ်လောလောဆယ်ပေါ့နော်အဲအားအကြောင်းဒီရခိုင်ပြည်နယ်ကိုးပြည်နယ်အတွင်းမှာဆိုရင်အဲ့လိုမျိုးပရဟိတလူငယ်အဖွဲ့အစည်းတွေကိုရခိုင်ပြည်နယ်အဖွဲ့တွေကိုအကူအညီတောင်းပြီးတော့အဲ့လိုမျိုးလွယ်ကူတဲ့ဇဗျာနဲ့ပေါ့နော်ဖုံးတစ်လုံးချင်းစီမှာကူပြီးတော့အဲ့လိုမျိုးဖြန့်ဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ဒီကဖုံလိုက်လည်းမရဟိုလည်းမရဒီလည်းမရအဲလိုမျိုးဖြစ်နေပြီးတော့ရခိုင်ပြည်သူတွေကိုပဲကိုကပြန့်ဝေစေခြင်းပြီးတော့ကိုပြင်နေမှာလဲအခုချိန်မှာအခုလို့အခိုက်တန်းအခိုက်တန်းလေးမှာပေါ့နော်ကိုတို့ရခိုင်ပြည်နေကဘယ်လောက်ထိအဲလိုမျိုး internet တဖုံးနေမရှိတဲ့အချိန်မှာတော့ဘယ်လောက်ထိလုံးနိုင်လဲဆိုတာကိုလည်းကျွန်မအားနေပြီးတော့အဲလိုမျိုးပြကျင်တဲ့အကြောင်းလဲတစ်မျိုးပေါ့နော်ပြီးတော့ကျွန်မဒီကနေပြီးတော့လှမ်းပြီးတော့နိုင်ငံ ရခြားတွေပြီးတော့ဟိုမြန်မာတနိုင်ငံလုံးမှာရှိတဲ့ရခိုင်တွေအတွက်ရောကျွန်မနိုင်ငံခြားမှာဆိုရင်အမေရိကန်မှာဆိုရင်ကျွန်မအဲ့ဒီအမေရိကန်တို့အော်စီတို့တခြားနိုင်ငံပေါင်းစုံပေါ့နော်အဲ့ဒီကို ကျွန်မရဲ့ formation 11ခွေကို USP state ပေါ့နော်ကက်လေးနဲ့အဲ့လိုမျိုးပြက်နဲ့ကက်ရှိရပေါ့နော်အဲ့လိုမျိုးဖြစ်နေအစီအစဉ်တွေကိုလည်းအကုန်လုံးလုတ်ပြီးပါပြီလွန်ခဲ့တဲ့ဒီဇင်ဘာလ30 2024 ဆယ်နှစ်လပိုင်းကပေါ့နော်အကုန်ဖြန့်ဖြန့်ဝေပေးပါပြီဟုတ်ကဲ့အဲကြောင်ဒီလိုမျိုးနေမှန်းနဲ့အဲ့လိုမျိုးလိုရတဲ့တော့ခက်ခက်ခက်ခဲနဲ့ပေါ့နော်ခက်ခဲပေမဲ့လည်းအဲ့လိုမျိုးကိုရခိုင်ကရခိုင်ပြည်သူပြည်သားတွေကအကုန်လုံးဝင်ရင်ပေးတဲ့အတွက်လည်းသူတို့လည်းကျေစွအများကြီးအများကြီးအများကြီးတင်ပါတယ်ပြီးတော့ဒီကနေပြီးတော့အခုလိုခက်ခဲနေတဲ့အချိန်တွေမှာတော့ဒီလောက်လုံးနိုင်တာပေါ့နော်ပြီးတော့နောက်ဒီထက်မက ဖုန်းလိုင်းတွေရ Facebook တွေလိုင်းတွေရပြီးတော့ကလည်းဒီထက်အများကြီးကျမတို့အတွက်အနုပညာတွေအတွက်အများကြီးတိုးတက်အောင်လည်းလုံးနိုင်ဖို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့အဲ့အခုလိုပေါ့နော်ဒီလွတ်မြောက်နေမြေကနေအခုလိုထုတ်ရတဲ့အတွက်ပေါ့နော်ဒီအခက်အခဲတွေပေါ့နော်စပွန်ရှစ်တွေဘာတွေရင်ဆိုင်ခဲ့ရတယ်ပေါ့နော်တက်မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါစစ်ပွဲကာလလည်းမပြီးသေးဘူးပြီးတော့ကျမကလည်းစစ်ဘေးရှောင်တယောက်ပေါ့နော်ကိုစစ်တွေမြို့မှာမဟုတ်ပါဘူးအခုကတခြားမြို့တစ်မြို့မှာပေါ့နော်ဟုတ် တစ်ဘေးချောင်တယောက်ဖြစ်တဲ့အခါကိုကကိုရဲ့တာဝန်နေရဲ့အခက်ခဲဟိုဘောရီအကုန်လုံးပေါ့နော်အနုပညာသမားဆိုတော့ဘာမှမလုပ်တတ်ဘူးတချင်းပဲဆိုတတ်တာအဲ့လိုပြောပေါ့အဲ့လိုမျိုးခါကြတော့ဒီဥစ္စာရင်းပြီးတော့အရင်အနေပြုတ်ပြီးတော့ထုံးမဲ့လက်ထဲမှာတော့ပတ်စံလည်းမရှိတော့ဘူးပေါ့နော်ကိုစီမှာအဲ့လိုမျိုးခါကြတော့လွေကူရိုးရှင်းတဲ့အနေထားလေးနဲ့ဖြတ်မယ်ပြီးတော့ပရိသတ်တွေကလည်း အခုလက်ရှိချိန်မှာလည်းနားလည်မှာပါပြီးတော့ဒီကျမကမီနီအယ်ဘမ်ကိုအရန်တန်မိုးထားတာပါဘယ်လောက်ထိတန်မိုးထားလဲဆိုတော့ကျမလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်အဲ့လိုမျိုးရှိုးပွဲတွေရခိုင်ပြည်အတွင်းမှာပေါ့နော်ဆိုလို့ရသမျှပတ်စံတွေအိတ်ထဲမှာစုပြုံပြီးတော့အဲ့လိုမျိုးလုပ်ထားတာပါဇပီယာနဲ့အဲ့လိုမျိုးမျှဝေလိုက်ရတဲ့အကြောင်းရင်းကတော့ပုံမှန်ဆိုရင်တော့နည်းနည်းအောက်တာပေါ့နော် ဲ့လိုဟိုခစ်ခစ်လူငယ်စကားရပြောရင်အဲ့လိုမျိုးအောက်တာဒါပေမဲ့သူကအရှင်နေအခုခုတခုခုအခုလို့အရှင်နေမျိုးကအဲ့လိုမျိုးဖန်တီးလာတဲ့အခါကျတော့ကျမတို့ကပြည်သူကိုအမြန်ဆုံးရောက်တဲ့နီးကိုစဉ်းစားလိုက်တဲ့အခါကျတော့အဲ့ဒီအပိုင်းပဲရှိတာပေါ့နော်အားကြောင့်အဲ့လိုမျိုးလှုပ်ဖြစ်လိုက်တာပါပြီးတော့အနုပညာပေါ်မှာလည်းကျမလုံးဝကိုတန်ဖိုးမထားမနဲ့အဲ့လိုမျိုးလှုပ်ချင်လည်းမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုလည်းအဲ့လိုမျိုးဒီအဖန်ကနေပြီးတော့အဲ့လိုမျိုးဆင့်ပြောခြင်းပါတယ်ကျမအရန်ကိုတန်ဖိုးထားတဲ့အနုပညာပေါ်မှာလည်း ဘလောက်ထိတန်ဖိုးထားပြီးတော့လှုပ်ထားလဲဆိုတာတော့ကျွန်မရဲ့ mini elephant ကို နားဆင်ပြီးတော့ကြည့်ရလို့ပရိသတ်တွေတိုင်းလည်းသိမှာပါလို့ကျွန်မမျှော်လင့်မိပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ဟုတ်ဟောမေးခွန်းလေးမစခင်မှာခုနကလို့ရတဲ့နည်းနဲ့ဖြန့်ဝေတာဟိုအောက်တယ်လို့ဆိုလို့တော့မရပါဘူးဒီခက်မှာဒီခက်မှာ ဟိုကိုကိုကဘာတခုဖြစ်နေတယ်လေအဲ့ဒီထဲမှာမှကိုကရတဲ့နည်းကိုစဉ်းစားနိုင်တာကိုကဟိုဟိုဒါလေးစားစရာကောင်းပါတယ်ရတဲ့နည်းကိုစဉ်းစားနိုင်တာရဲ့ပြီးတော့ရအောင်လုပ်နိုင်တာရဲ့ကိုကလေးစားစရာကောင်းပါတယ်ဟုတ်မှာအာနောက်ပြီးကျေးဇူးပါဟာမေးခွန်းတစ်ခုကလေဟုတ်ကဲ့နောက်မေးခွန်းတစ်ခုကအမ်အမဒီကိုတိုင်းကပေါ့နော်မကြီးတိုင်းပြကိုတိုင်းကဒီပေါ့နော်စစ်ဆောင်တယောက်ဖြစ်နေတဲ့အချိန်မှာ ဒီဟာကိုထုတ်နေတာဖြစ်တဲ့အတွက်ပေါ့နော်တခြားလုံခြုံမှုနဲ့ပတ်သက်တဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့အခက်အခဲတွေအခုဆိုစစ်ဆောင်နေရာတွေကိုလည်းအဲ့လိုလေချောင်းကနေတိုက်ခိုက်နေတာတွေရှိတယ်ပြီးတော့ဟိုဟိုတခြားတော့ပေါ့နော်မမြင်နိုင်တဲ့ဒီလုံခြုံရေးပြဿနာတွေရှိမှာပေါ့လေဆိုတော့အဲ့လိုမျိုးဟာတွေရောကြုံတွေ့ခဲ့ရလားအဲ့လိုမျိုးဒီအခွေထုတ်နေရင်တန်းလမ်းမှာလေချောင်းတိုက်ခိုက်လို့ပြေးရတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေကြုံခဲ့ရဘူးလားအော်ဟုတ်ကဲ့ YouTube မှာနေပြီးတော့ကျမတို့ဖြန့်မဲ့နေပြီးတော့နောက်တနေ့ ဟို30ရက်ဒီဇင်ဘာ30ရက်နေ့ကနေဟိုအခွင့်အရေးတွေက30 31တိနှစ်3လဲအဲ့လိုမျိုးဖြန့်ကြတာပေါ့နော်ကိုအစင်ပြေတယ်လို့ဒီကြောင်တိုက်ခတ်မှုတစ်ခုဖြစ်ဖြစ်တယ်သူကပြည်သူပေါ့နော်အဲ့လိုမျိုးအာနဲ့ပြောကြရပါတော့ဟိုအဖွဲတွေကမမရေဒီလိုမျိုးအဲ့လိုမျိုးဖြစ်သွားပါပြီပေါ့နော်။အော်ဟုတ်တယ်သတင်းကြားဟာအဲ့လိုမျိုးဟာဟုတ်ပါ စိတ်လည်းမကောင်းဘူးပြီးတော့ပြည်သူတွေလည်းအဲ့လိုမျိုးဥစ္စာဖြစ်ပြန်တဲ့အခါကျတော့ပြီးတော့တိတ်လည်းမကောင်းဘူးအရန်ဟောဥစ္စာဖြစ်ရင်ပြီးတော့ကိုကပြည်သူတယောက်ဖြစ်ပြီးစစ်ဘေးရှောင်တယောက်ဖြစ်နေတဲ့အတွက်ရောလေကြောင့်တောင်းဆိုပြီးတော့ဒီထက်ဒီခွေဟောဥစ္စာမတိုင်ခင်မှာလည်းကျမတို့အရင်ကျမနေနေရကိုပဲ၃နေရကိုအဲ့လိုမျိုးလေကြောင့်တိုက်ခတ်မှု၃ခါစလုံးလုံးကျမကြုံလိုက်ရဟာအရန်ဖိဖြစ်တော့ဟာ ကျမရှိနေတဲ့နေရာမြားပြစ်ပြစ်သလားပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးလဲတွေးမိနေဒါပေမဲ့အတိုက်ဆိုင်မှုလဲဖြစ်ပြီးတော့ဟိုဘက်ကလည်းဘလိုဘလိုခြေတလို့အမျိုးလိုလုံးနေလာတော့မသိပါဘူးအဲ့လိုမျိုးအဲ့လိုမျိုးအခက်ခဲနေတဲ့အများကြီးရင်ဆိုင်ရတာပေါ့နော်ဒါပေမဲ့ကျမကလည်းဇွေးမချော့ပါဘူးတိုက်ခိုက်တဲ့တိုက်ခိုက်တဲ့တခုပြီးတော့ကျမရဲ့အဖီလင်တခုကလည်းဒီလိုပေါ့ဘလိုပဲဖြစ်ဖြစ်ကျမတရှင်လေးတွေကိုကုပြည်သူ ရခိုင်သူရခိုင်သားတွေနားထောင်လိုက်ရတဲ့တခဏအခိုက်တန်လေးမှာဒီမအတန်လေးကြားပြီးတော့အဲ့လိုမျိုးစိတ်ပျော်ရွှင်မှုစိတ်ကြည်နူမှုစိတ်ရဲ့ဥစားဘယ်လိုပြောမလဲလွတ်လပ်မှုတစ်ခုရဲ့အပိုင်းစလေးတစ်ခုများအဲ့လိုမျိုးရစေမလားဆိုပြီးတော့ဒီမအဲ့လိုမျိုးစိတ်ကူးလေးနဲ့လည်းအဲ့လိုမျိုးဒီခိုက်တန်လေးမှာပဲဖြန့်လိုက်တာဖြစ်ပါတယ် ဲ့ဒီလိုင်းပြရဲ့ဒီတရှင်တချို့ကိုကျွန်တော်တွေ့တယ်ပေါ့နော်တွေ့တဲ့အခါအဲ့ဒီတစ်ဖက်ကလည်းစပွဲဖြစ်နေပေမဲ့တစ်ဖက်ကလည်းအဲ့နယ်မြေမှာပဲ MV ရိုက်ထားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲအဲ့ဒီလိုမျိုးအခြေဒီမှာအဲ့လိုမျိုးအခြေဒီမှာခုနကပြောတဲ့စကားနဲ့ပဲဆက်ဆက်မှာပေါ့နော်ဒီအခိုက်အတန့်မှာအတူတူညဓမ္မတယောက်ကရအောင်ဒါကိုလုပ်နိုင်တယ်ဆိုတော့ဟာဟာမျိုးကိုတက်တည်ပြရှင်တာလားပေါ့နော် ဟို formation element တွေကနှစ်ပုတ်ရယ်ပြီးတော့အရင်တချင်းအဟောင်းလေးပေါ့နော်လွမ်းနေမေးဆိုတဲ့တပုတ်ရယ်အဲ့ဒီသုံးပုတ်ကိုကျမဒီအခုအခိုက်တက်မှာပဲကင်မရာမန်တွေရောအတီးဆရာတွေအတီးဆရာတွေလည်း live ဆူရတယ်ဘာလို့ဆိုတော့တယောက်တယောက်ရှင်းကကိုမျိုးကိုမျိုးကိုမျိုးအတီးတီးမှနေပြီးတော့အဲ့လိုမျိုးစစ်ဆောင်နေကြတာကိုအာ new radio တွေမှာအဲ့လိုမျိုးတီးတော့ဟာ live လို့ရှာကျမမှာပြီးတော့ဖုန်းလည်းမရဟိုလည်းမရဆိုတော့တယောက်ချင်းဟိုမျိုးမှာ live ရှာဒီမျိုးမှာ live ရှာအဲ့လိုမျိုးအခက်ခဲတဲ့ဘောင်းဆိုပြီးတော့ ကိုပြေကိုရောမှာဒီလိုမျိုးလဲဘလောက်ပဲခက်ခဲခဲဒီလိုမျိုးလဲလုံးလို့ဟုတ်စဖြစ်နေပါပြီပြီးတော့ပြကျင်တာအဲ့လိုမျိုးပြကျင်တာလဲတချောင်းပေါ်တော့ပြီးတော့ကျမတို့ရဲ့အနုပညာကိုဘလောက်ထိခက်ခက်ခက်ခဲနဲ့လုံနေပြီးတော့ကျမတို့အသက်ကိုစွန့်ပြီးပြီးတော့ဥမာဟိုရိုင်းနေတန်းလန်းကြီးပေါ့နော်သူကကွင်းမြင့်ကြီးမှရိုက်တာပေါ့အများကြီးအဲ့လိုမျိုးမြောက်ဘက်မှာပေါ့နော်ဖျားနေတာပါခွေးပြေးမှာရိုင်းနေတယ်လဲလဲအဲ့လိုမျိုးလာကျေးလိုက်ရင်တော့ တင်လဲတင်မစီတော့အဲ့လိုမျိုးဆိုပြီးတော့အဲ့လိုမျိုးအတိတ်ထံကြပါဟိုကိုအနုပညာလုပ်ရင်သိသွားတယ်ဗျာမဖြစ်ပါဘူးအဲ့လိုမျိုးပါအဲ့လိုမျိုးလုပ်ရင်းနဲ့ဟုတ်ကဲ့ပြီးတော့နေရာ location တွေရောတခုခုဥစ္စာဖြစ်သွားမှလဲဆိုရင်ရပါတယ်ကိုဟိုအတောင်းနဲ့တောင်းမဲ့ပါတယ်ပြီးတော့ကိုကိုတို့ရဲ့အနုပညာလေးကိုလည်းအဲ့လိုမျိုးကွာနေပြီးတော့တန်ဖိုးရှိရှိနဲ့အဲ့လိုမျိုးပရိသတ်တွေကိုချပြချင်တာလဲတကြောင်အဲ့လိုမျိုးပါလို့ပါဟုတ်ကဲ့ပါကျဟုတ်အဲ့ဆိုရင် ဟိုစပွဲစပေးစတန်သိနေတဲ့ပြည်သူတွေအတွက်ဒီအမှုပညာကဘလောက်ထိဟိုပံ့ပိုးပေးနိုင်မလဲပေါ့နော်စိတ်ပိုင်းဆိုင်ရာအမှအနေနဲ့ဘယ်လိုခံယူထားရအောင်လဲဟုတ်ကဲ့ကျမကအမှုပညာရှိတဲ့တော့ကျမကအမှုပညာသမားတယောက်လေကိုယ့်အကိုခံယူထားတော့ပေါ့နော်ဒါပေမဲ့အမှုပညာသမားကောင်းတယောက်ဖြောက်ဖို့အတွက်လည်းအရင်စူးစမ်းရအောင်ပါပါအခုထိတဲ့လေအခုအခုလည်းစူးစမ်းနေစေလေးလံနေစေပေါ့နော်လူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုနည်းနည်းဒီ ကျမတို့ကဘာနဲ့ကဘာကဘာနဲ့ချင်းပြီးတော့အဲ့လိုမျိုးပြောလိုက်မယ်ဆိုကျမကျမဆိုရင်ပေါ့နော်ကိုစိတ်ကြီးစီနေတဲ့အချိန်စိတ်လေးအဲ့လိုမျိုးနေတာတချင်းလေးတပုတ်လားဆိုဟာအခိုက်အတန်လေးတစ်ခုပေါ့နော် လုံလုံကြီးတော့မဟုတ်ဘူးပေါ့နော်အခိုက်တန်လေးတစ်ခုမှအော်ဒီတချင်းလေးနားထောင်လိုက်စိတ်တွေလန်းဆန်းတော့ပါလားစိတ်ခုံကတစ်ခုဖြစ်စေတဲ့အချင်းတပုတ်နားထောင်လိုက်ရင်အော်ဒီတချင်းကစိတ်ခုံကတစ်ခုဖြစ်စေပါလား ီးတော့ကျမတို့အမှုပညာရေးကဖြောပြေးအပိုင်းထဲမှာပါတဲ့ဖြောပြေးအပိုင်းထဲမှာပါပါတယ်လေအားကြောင့်လူတွေရဲ့စိတ်ကို ဖြောပြေးလေးနဲ့တခုအဲ့လိုမျိုးကျမတို့ရဲ့တခြင်းတွေကိုနားထောင်လိုက်တဲ့အချိန်မှာစိတ်ပိုင်းအခုလိုမျိုးစိတ်ပိတ်ဆောင်ကာလမှာပေါ့နော်စိတ်ပိုင်းဆိုင်ရာနည်းနည်းရှုပ်ရွံ့နေစိတ်ပိုင်းဆိုင်ရာရှုပ်ရွံ့ချက်တရှိရဲ့အချိန်ကာလမှာပေါ့နော်ကိုယ်တခြင်းတွေပြီးတော့ဂီတလုံးဂီတတန်စင်လေးအဲ့လိုမျိုးကြားလိုက်ရင် ိတ်တော်ကစိတ်အပန်းဖြေစိတ်ကြီးစီးမှုတွေနည်းနည်းပါးပါးပြပြောက်တော်မလားဆိုပြီးတော့ကျမတို့အဲ့လိုမျိုးတော့စိတ်ကျမစိတ်ထရရှိရပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ဆိုတော့အခုကဒီရခိုင်ပြည်မာကရခိုင်ပြည်မာကပေါ့နော်ဟိုတပြည်လုံးအတိုင်းအတာနဲ့အဲ့လိုမျိုးစစ်ဘေးချောင်းနေကြရတယ်ပေါ့နော်စပေးချောင်းနေကြရတယ်ပြည်သူတွေကဒီဒီစပွဲရဲ့ဒဏ်ကိုခံနေရတယ်ပေါ့နော်ခံနေရတဲ့အခါမှာ ဟိုတရှင်းဆိုတဲ့အဆိုရှင်တယောက်အနေနဲ့ပေါ့နော်ဟိုအားပေးစကားတစ်ခုခုလောက်ပြောပြပါလားအော်ဟုတ်ကဲ့ပါ အခုချိန်မှာဒီမားနဲ့အတူဒီခိုင်တပြင်းနေလုံးမှာရှိရဲပြီးတော့တခြားမျိုးတွေကိုလည်းခြောင်တင်းသွားကြရဲစစ်ဘေးခြောင်တွေပေါ့နော်အဲ့ဒီထဲမှာမှကျွန်မအနုပညာသမားတယောက်အနေနဲ့အရင်တော့ကျွန်မအဲ့လိုမျိုးဟိုကုမျိုးကုမျိုးမှာစစ်တွေမှာနေတဲ့အချိန်မှာ အရင်ကျမတို့စစ်ဘေးမရှောင်ခင်အရင်လွန်ခဲ့တဲ့၄၅ချောင်းနေ့ကတည်းကနေစစ်ဘေးရှောင်နေကြတာပေါ့ကျမတို့ဆိုရင်ဟိုစစ်ဘေးရှောင်စခန်းတွေကိုကေစီရည်တွေတော့လုတ်တယ်အဲ့လိုမျိုးတချင်းလေးတွေဆိုပြရဲလှူရဲအလှူအတန်းနဲ့လုတ်ကြရဲအဲ့လိုမျိုးဟာကြောက်သူတို့တချင်းနေပါလေဆိုရဲဟိုစတန်ဖြစ်ဖြစ်စီဖြစ်ဖြစ်အဲ့လိုမျိုးအလှူတန်းလေးတွေပတ်စံဖြစ်ဖြစ်ပဲလှူကြရဲပေါ့နော်အဲ့ဒီအရှင်အခိုက်တက်မှာသူတို့ကျမတို့ကြည်ပြီးတော့ကျမတို့တချင်းလေးဆိုပြီးတော့သူဝမ်းနေပြီးတော့ငို အဲ့ဒီခါကျမဩသူတို့ဝမ်းနေတာပေါ့တိုင်မဲ့ဖြည့်သိမ့်ပေးလိုက်တယ်ပေါ့နော်ပြုံးပြီးတော့ဖြည့်သိမ့်နိုင်တယ်ပေါ့အဲ့ဒီအချိန်ဘာလို့လဲဆိုတော့ကျမစစ်ဘေးချောင်းမဟုတ်သေးဘူးအဲ့ဒီအချိန်တော့ကကိုလဲစစ်ဘေးတွေမချောင်းဘူးတော့လက်တွေ့မတွေ့ဘူးဆိုတော့မသိဘူးအခုကိုတို့အလှဲ့ကြတော့ကိုတို့ခံစားရပြီပေါ့နော်အဲ့ဒီခါကျတော့အဲ့ဒီခံစားချက်တွေကိုသိပြီးတော့ဟာ အရင်တော့သူတို့ကြားခဲ့တဲ့မြေကြီးတွေဝန်းနေတယ်ဆိုတော့အခိုက်တန့်ဒါပါလားဆိုပြီးတော့ကိုလက်တွေ့အခုမှသိတာပါလေပေါ်ပြလို့မရနိုင်တဲ့ခံစားချက်မျိုးပေါ့နော်ဒါပေမဲ့ကိုကစစ်ဘေးရှောင်မှာပဲသိမှာပါအဲ့လိုမျိုးအခိုက်တန့်လက်တွေ့ကြမှာပဲသိမှာပါနော်အားအကြောင်းကိုရုနဲ့အတူတူစစ်ဘေးရှောင်နေတယ်ကိုကအနုပညာသမားတယောက်နေတယ်ကိုပရိသတ်တွေကို ပြောချင်တာကတော့အခုအခိုက်တန့်လေးကို တောက်ခံပြီးကြိတ်ခံပြီးတော့ကျမနဲ့ကျမတို့နဲ့အတူတူအကုန်လုံးအကုန်လုံးသူပေါ့နော်ရခိုင်သူရခိုင်သားအကုန်လုံးအကုန်လုံးသူကိုခုလိုတောက်ခံပြီးပြီးခံပြီးတဲ့ပေါ့ကိုတို့နိုင်ငံတော်ကနေပြီးတော့ဒီတိုင်းလဲဟုတ်စားထားပါဘူးအကုန်လုံးလဲအဆင်ပြေသွားမှာပါအခိုက်တန့်လေးတစ်ခုပဲကျမတို့နဲ့အတူတူကျမနဲ့အတူတူပေါ့နော်အကုန်လုံးစောင့်ပြီးတော့အခိုက်တန့်လေးတစ်ခုပဲစောင့်ပြီးတော့အကုန်လုံးအဆင်ပြေရှောင်းမွေပြီးတော့ကိုမီတာစု ဝေးကွာသွားတဲ့မိသားစုဆုံးရှုံးသွားတဲ့နေနာမှုအကုန်လုံး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 အဆင်ပြေသွားမှာပါလို့ကျွန်မထင်ပါတယ်ပြီးတော့အခုလက်ရှိအချိန်မှာကျမရေကိုယူဆိုင်ကြပါဟိုလေချောင်းအန်နေအကုန်လုံးအကုန်လုံးအန်နေရနဲ့ကင်းဝေးပါစေလို့ကျွန်မဒီကိုလူမြောက်နေမှုကိုရခိုင်ပြည်တွေကနေပြီးတော့အကုန်လုံးအကုန်လုံးသူကိုဆူတောင်းပေးပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကိုရခိုင်ပြည်အတွင်းမှာ တကဘာလုံးမှရှိရဲဥပမာမမပြည်တွေမှာရောင်းနေတဲ့ပြည်သူတွေကိုယ်ရခိုင်ပြည်ပြည်သူတွေရခိုင်ပြည်ကိုအမြင့်ဆုံးဂျမရခိုင်သူတယောက်အနေနဲ့ကိုယ်ရခိုင်ပြည်မှာကိုယ်ရခိုင်သူရခိုင်သားတွေအကုန်လုံးစူးစူးစီးစီးနဲ့အဲ့လိုမျိုးအရင်တုန်းကလိုအရင်ခေတ်တုန်းကလိုအဲ့လိုမျိုးပြန်မြင်ရှင်ပြီးတော့ကိုယ်ရခိုင်ပြည်ကိုအမြင့်ဆုံးပြန်လာစေခြင်းချောင်းကိုဒီလေဦးဒီအဖန်အနေပြီးတော့ ျမရေလိုင်းပြနေပြီးတော့အကုန်လုံးကိုဖိတ်ခေါ်လိုက်ပါတယ်အမြန်ဆုံးကိုရခိုင်ပြည်ကိုပြန်လာကြပါလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်